ုံးပဲမင်္ဂလာပါအခုကျွန်တော်ဗားလေးကို sharing လုပ်ပေးမလဲဆိုတော့ခုမှကားဆောင်မောင်းမဲ့လူတွေမရှင်းမလင်းဖြစ်နေတဲ့ freeway အကြောင်းကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်တယ်เนาะကျွန်တော်လည်းလာမေးကြပါတယ်များသောအားဖြင့်အခုရေး freeway ကဘယ်လိုခေါ်တာလဲကျွန်တော် check box ကနေလည်းလာမေးကြတယ် comment တွေလည်းမှန်းကြတယ် freeway ကိုဘယ်လိုသိရမလဲเนาะအဲ့လိုတွေမေးကြတယ်เนาะ okay အဲ့အားလေးကိုမပြောခင်မှာကျွန်တော် C လေးအကြောင်းကိုကျွန်တော်ပြောမယ်เนาะ လိန်တွေအကြောင်းပြောမယ်နော်ကျွန်တော်တို့မောင်းနေတဲ့လမ်းလမ်းတွေမှာဆွဲထားတဲ့အရောင်ကဘယ်နှယောင်ရှိလဲအလုံးတိလိုက်ပါအရောင်နှစ်ယောင်ပဲရှိတယ်အဝါရယ်အဖြူရယ်ဟုတ်ပြီနော်အဝါရယ်အဖြူရယ်နော်ကျွန်တော်တကယ် basis လေးတွေကျွန်တော်ရှင်းပြရတာတိတ်လွယ်တဲ့ basis လေးတွေအဝါရယ်အဖြူရယ်ရှိတယ်ဆိုတော့ကျွန်တော်တို့ကားမောင်းတဲ့လူတွေသတိထားရမှာဒီအဖြူလိုင်း white color ပါအခုကျွန်တော်တို့လမ်းရင်ပါလဲဆွဲထားတယ်နော်အဖြူတက်ပဲဆွဲထားတယ်တွေ့လား ဖြူနဲ့ပဲဆွဲထားတယ်အဖြူလိုင်းမှာ notch line နဲ့အဖြူလိုင်းပဲပြီးလို့ရှိရင်အဲ dead line တွေလည်းအဖြူလိုင်းပဲเนาะကျွန်တော်တို့ရဲ့အရှိမှာကတ်လက်ပြက် line အဖြူလိုင်းပိတ်မထားသဖြင့် free job ပါဒါလုံးဝ basis point ပဲเนาะကတ်လက်ပြက် line ကြီးအဖြူလိုင်းပိတ်မထားသဖြင့် free job ပါเนาะဒါက color နဲ့ကျွန်တော်ပြောခြင်းဖြစ်တယ်အဝအဝသည်ဘယ်သူတွေပေးထားတာလဲထားပါတော့လမ်းလျှောက်တဲ့လူတွေစပိန်သမားတွေအနှေးယဉ်နေပေါ့เนาะ အနေရင်တွေအဲ့လိုလူမျိုးတွေကိုပေးထားတာဖြစ်တယ်ခုကျွန်တော်ပြီးမှဆိုရင်အဝိုင်းအောင် line line ဆက်ဆက်လေးပေါ်နေတာဖြစ်တယ်เนาะကင်မရာထဲမှာတော့မမြင်ရဘူးကားခံနေလို့ဒါဒီဘာလဲဆိုတော့လမ်းနဲ့နမိတ်အစွန်းပါเนาะလမ်းနဲ့နမိတ်အစွန်းကျွန်တော်တို့ရဲ့ကားတွေတွားနေတဲ့လမ်းနဲ့နမိတ်အစွန်းပါအဲ့အဖြူအဝိုင်းအောင် line ရဲ့အတွင်းထဲမှာဘာရှိလဲဆိုတော့ချို့ line ကျယ်တယ်ဆိုလို့ရှိရင်စပိန်တွေတွားကြတယ်เนาะ e-bike တွေတွားကြတယ် motorcycle တွေတွားကြတယ်เนาะအဲ့လိုတွေရှိပါတယ်ပြောရမယ်ဆိုတော့ bike lane လို့ခေါ်တာပေါ့ နော်โอเคပါကျွန်တော်တို့ကားသမားတွေဒီအဲ့ထဲကိုဝင်သွားလို့မရဘူးမောင်းတာနော်သဘောတရားရအကယ်၍စပိန်သမားတွေအာစပိန်သမားတွေရှိမယ်အနေရင်သမားတွေရှိမယ်သူတို့တွေစီးလို့ရှိရင်လည်းကျွန်တော်တို့ရဲ့အဲ့အဝါလိုင်းအပြင်ဘက်ကျွန်တော်တို့ဘက်ကိုဝင်မလာရဘူးနော်ဒါဆိုလို့ရှိရင်ရှင်းပြီနော်ကာကလာနဲ့ဟောပြောတာပါနောက်တစ်ခုကကျွန်တော်တို့ကန်တော်ကြီးပလန်းတို့တို့အာမြို့မကျောင်းလန်းတို့အဲ့လိုနေရာတွေမှာတွေ့ရပါလိမ့်မယ် ဘယ်လိုတွေ့လဲဆိုတော့ကျွန်တော်တို့အရှိမအဝါရောင် line နှစ် line တားထားတာရှိတယ်။အဲ့နေရာကိုကျွန်တော်တို့တွေဝေဝါမသွားနဲ့နော်။အဝါရောင် line နှစ် line ညီပါလဲကျွန်တော်တို့ zebra crossing လိုမျိုးလူကူးလူကူးတဲ့နေရာလေးပေးထားတာ။ကားသမားတွေတွေ့မှမဟုတ်ဘူး။နော်။လမ်းလျှောက်တဲ့လူတွေတွေ့။လမ်းကူးတဲ့လူတွေတွေ့။နော်။အဲ့နေရာဒီလဲ free job ပါ။အဖြူရောင် line ပိတ်မထားသေးပြီ free job ပါ။ဒါဆိုအားလုံးရှင်းပြီနော်။အဖြူရောင် line ပိတ်မထားသေးပြီ free job ပါ။အဝါရောင် line ပိတ်ထားလဲသွားလို့ရပါတယ်เนาะတက်ပြောမယ်အဖြူရောင် line ပိတ်ရောတိတ်မထားသေး free ကြောပါကို့ရှိမှာအဖြူရောင် line ကြီးကန့်လန့်ပြက်ကို့ line ဓာတ်နေပြီးတော့ကန့်လန့်ပြက်ကြီးမဆွဲထားသေး free ကြောပါเนาะအဝါရောင် line ပိတ်ထားလဲသွားလို့ရတယ်အဝါရောင် line နှစ် line ပိတ်ထားလဲသွားလို့ရတယ်เนาะ okay ဒါကတကူ free ကြောနောက်တစ်ခု free ကြောတွေကိုဘယ်လိုနေရာနေနဲ့ပေးလဲဆိုတော့ မီးပွိုင်းနဲ့ပေးပါတယ်ဘလို့လဲဆိုတော့ကျွန်တော်ဒမစီဒီကနေပြီးတော့အာကျွန်တော်တို့ပြည်သူ့ကုန်းဘက်ကနေပြီးတော့ဒမစီဒီလမ်းကိုဥပ္ပိစရာဒမစီဒီလမ်းလိုက်လာတယ်ပြီးလို့ရှိရင်ဥပ္ပိစရာလမ်းကိုကွေ့လိုက်တယ်ရွှေကုန်းဖေရာကျွန်တော်တို့မြောက်ဘက်ဘက်ကိုတက်တဲ့နားမှာအာမီးပွိုင်းတစ်ခုရှိပါတယ်အဲ့ဒီမှာကြတော့ဘာလဲဆိုတော့အဖြူအောင်လိုက်ရကျွန်တော်တို့ရှိမှာပိတ်ထားတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကိုတက်တက်သွားမယ်ဆိုတော့မြားလေးက ever စိမ့်ထားတယ်ဒါဆိုလို့ရှိရင်မီးပွိုင်းက မိဘရောင်ပဲကြည်ပါမိဘဆင်ရင်သွားလို့ရတယ်เนาะအဖြူရောင် line ပိတ်ထားတော်ညာလေမိဘရှိရင်သွားလို့ရတယ်အဲ့တော့ပြောချင်တာကလော်လော်လေးပါเนาะမိဘရှိကြည့်တယ်ဆိုလို့ရှိရင်မိဘများမှာပြထားတပြည့်ကျွန်တော်သွားလို့ရတယ်အဖြူရောင် line ပိတ်ထားပြင်မယ်လို့မိဘပြန်နေသွားလို့ရပါတယ်အဲ့လိုပြောတာပါအကယ်၍မိဘရလည်းမရှိဘူးအဖြူရောင် line ပိတ်ထားတယ်ဆိုရင်တော့မသွားပါနဲ့เนาะအဲ့တော့ finalize အနည်းချုပ်ပါမယ် အဖြူရောင် line ပိတ်မထွားသေးဘူး free job ပါเนาะအဝါရောင်ပိတ်ထားလဲသွားလို့ရပါတယ်မီးပွားရှိလဲကျွန်တော်သွားလို့ရပါတယ်เนาะဟလာဒါကိုပြောချင်တာပါမီးပွားရများသည်အဖြူရောင် line တော့ပိတ်ထားတယ်မီးပွားရဒဲများလေးကိုစိတ်ထားတယ်ဆိုလို့ရှိရင်လဲသွားခွင့်ရှိပါတယ်เนาะဒါဆိုရှင်းသွားပါပြီเนาะ free way ကြောင်းကိုအောင်ကျေးဇူးတင်ပါတယ်မရှင်းလားရှင်လလစွာမေးလို့ရပါတယ်ကွန်မတ်မှာလည်းမေးလို့ရပါတယ်ခင်ဗျာအားလုံးအနေနဲ့ကင်းဖြေရှင်းကြပါစေဟုတ်ကဲ့နော်